ဒီညနေခင်းသတင်းစီစဉ်ဒါရိုက်ထုတ်လုပ်ကနေပြီးတော့ထုတ်လိုက်ပါရစေဒီကနေ့မှာတင်ဆက်ပေးသွားမယ့်သတင်းတွေကတော့ကေကေဘတ်နေမြေအတွင်းတရားမဝင်အဆောက်အုံတွေကိုဆက်လက်ဖြိုချဖျက်ဆီးခဲ့ပြီးရွှေကုတ်ကိုနေမြေအတွင်းရှင်းလင်းမှုရာနိုဝင်ဘာလ29ရက်နေ့အထိပြည်ပနိုင်ငံသားစုစုပေါင်း2042ဦးကိုဖမ်းဆီးရမိတဲ့ဆိုတဲ့သတင်းအပဝင်နောက်ဆုံးညနေခင်းသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အဲ့ဒီသတင်းအပြင်ထိုင်းနိုင်ငံဖူဖရော့ခေင်ဘက်ကမြန်မာနိုင်ငံဘက်ကနေတရားမဝင်ဝင်ရောက်လာတဲ့နိုင်ငံသား44ဦးဖမ်းဆီးခံရတဲ့ဆိုတဲ့သတင်း ဒီလိုငါမှာရေးပေးကြအောင်ရေးပေါ်အခြေအနေထုတ်ပြန်ကြညာရဲဆိုတဲ့သတင်းကွလန်လူတက်ကလရိုက်အခုတက်ပိုကောင်းနိုင်တယ်လို့အာဒီတာသုံးသပ်တယ်ဆိုတဲ့သတင်းအစိုက်သတင်းတွေကိုတက်ဆက်ပြသွားမှာဖြစ်ပါတယ်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ကေကေဘတ်နယ်မြေအတွင်းတရားမဝင်အဆောက်အုံတွေကိုဆက်လက်ဖြိုချဖျက်ဆီးရဲဆိုတဲ့သတင်းကိုတက်ဆက်ပြပါမယ်ကီကီဘတ်နေမြေတွင်တရားမဝင်အဆောက်အုံတွေကိုဆက်လက်ဖြိုချဖျက်ဆီးခဲ့ပြီးရွှေကုတ်ကိုနေမြေတွင်ရှင်းလင်းမှုအရာ နွေမလာ၂၉နှစ်အထိပြည်ပနိုင်ငံသားစုစုပေါင်း၂၀၄၂ဦးကိုဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။ အွန်လိုင်းလိမ်လည်မှုများနဲ့အွန်လိုင်းလောင်းကစားမှုတိုက်ဖျက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင်မြရီမက်ထော်တလီ KK Park နယ်မြေအတွင်းရှိအွန်လိုင်းလိမ်လည်လောင်းကစားမှုများကျူးလွန်ရာတွင်အသုံးပြုခဲ့တဲ့အဆောက်အုံများကိုအပိုင်း၃ပိုင်းခွဲ၍စနစ်တကျဖြိုချဖျက်ဆီးခြင်းများဆောင်ရွက်လျက်ရှိရာနိုဝင်ဘာ၂၉ရက်ကအပိုင်း၃နယ်မြေအတွင်းရှိတရားမဝင်အဆောက်အုံ၇လုံးကိုထပ်မံဖြိုချဖျက်ဆီးခဲ့သဖြင့်အပိုင်း၃နယ်မြေအတွင်းရှိအဆောက်အုံ၄၂၅လုံးအနက်နိုဝင်ဘာ၂၉ရက်ထိ၁၂၂လုံးဖြိုချဖျက်ဆီးခဲ့ကြောင်းနှင့် KK Park နယ်မြေအတွင်းရှိ တရားမဝင်အဆောက်အုံစုစုပေါင်း635လုံးအနက်290လုံးကို ဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်းသိရပါတယ်။ အလားတူရွှေကုတ်ကုန်းနယ်မြေအတွင်း၌လည်းရှင်းလင်းဖော်ထုတ်မှုများကိုနိုဝင်ဘာ18ရက်မှစတင်ဆောင်ရွက်ခဲ့ရာနိုဝင်ဘာ29ရက်တွင်လည်းရွှေကုတ်ကုန်းနယ်မြေအတွင်းရှိလူနေအဆောက်အုံများ၊ကိုရောင်များ၊ဈေးဆိုင်ခန်းများနှင့်ဟိုတယ်များဖြစ်တဲ့နှစ်ထပ်အဆောက်အုံတစ်လုံး၊၄ထပ်အဆောက်အုံတစ်လုံး၊၅ထပ်အဆောက်အုံ15လုံး၊၆ထပ်အဆောက်အုံ3လုံး၊၇ထပ်အဆောက်အုံ4လုံး၊၈ထပ်အဆောက်အုံ2လုံးစုစုပေါင်းတရားမဝင်အဆောက်အုံ26လုံးတို့ကိုထပ်မံစစ်ဆေးခဲ့ရာအွန်လိုင်းလိမ်လည်မှုနှင့်လောင်းကစားမှုလုပ်ငန်းများလုပ်ကိုင်နေသူများကိုတွေ့ရှိရခြင်းမရှိပဲ။ လက်ကင်ဖုံးနဲ့အသုံးဆောင်ပစ္စည်းများကိုတပါးတည်းဖြုတ်သိမ်းယူဆောင်သွားခဲ့ကြောင်းသိရပါဗျ။ဒါပြင်ရွှေကုတ်ကုန်းနယ်မြေအတွင်း၌အွန်လိုင်းလိမ်လည်မှုများဆောင်ရွက်ရာတွင်အသုံးပြုခဲ့တဲ့အဆောက်အအုံများအားနိုဝင်ဘာလ16ရက်မှစတင်စစ်ဆေးခဲ့ရာ29ရက်ထိတရားမဝင်အဆောက်အအုံ135လုံးကိုတွေ့ရှိရပြီးအစိုးရအဆောက်အအုံများအားပြန်လည်အသုံးပြုမှုမရရှိစေရေးအတွက်သိသိချိတ်ပိတ်ခြင်းများကိုဆက်လက်ဆောင်ရွက်ခဲ့ရာနိုဝင်ဘာ29ရက်ကလည်း3ထပ်အဆောက်အအုံ35လုံး၊9ထပ်အဆောက်အအုံ1လုံး၊23ထပ်အဆောက်အအုံ1လုံး၊စုစုပေါင်း39လုံးကို ချိတ်ပေနိုင်ခဲ့ရာ စုစုပေါင်းတရားတလုံးအထိချိတ်ပိတ်သိမ်းဆီးပြီးဖြစ်ကြောင်းသိရပါတယ်။ရွှေကုန်းကနေမြို့အတွင်းစုစုပေါင်းဖော်ထုတ်ရှင်းလင်းမှုများအရနိုဝင်ဘာ29ရက်နေ့မြန်မာနိုင်ငံအတွင်းသို့တရားမဝင်ဝင်ရောက်နေထိုင်သည့်ပြည်ပနိုင်ငံသားစုစုပေါင်း2042ဦးနှင့်အွန်လိုင်းနေနဲ့လောင်းကစားမှုကျူးလွန်ရာတွင်အသုံးပြုတဲ့ကွန်ပျူတာ3310လုံး၊မိုဘိုင်းဖုန်း2180လုံး၊ Starlink ဘဏ်၁၀၂လုံး၊ Router 22လုံးနဲ့လုပ်ငန်းသုံးပစ္စည်းအများအပြားကိုစစ်စစ်တွေ့ရှိဖမ်းဆီးရမိခဲ့ပြီးသိမ်းဆီးရမိပစ္စည်းဖော်ထုတ်ရှင်းလင်းခြင်းများအားစနစ်တကျဖျက်ဆီးရှင်းလင်း ခဲ့ကြောင်းနဲ့ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်းသိရပါတယ်။ဒါ့အပြင်အဆိုပါနယ်မြေများ၌ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့တဲ့ပြည်ပနိုင်ငံသားများကိုများရီမြို့နယ်ပူလွဲပူကျေးရွာအဆူရွှေကုတ်ကုန်းမြိုင်ကျေးရွာအတွင်း လုံထင်းဝန်းရှိအဆောက်အုံ၌ထိန်းသိမ်းထားရှိပြီးသက်ဆိုင်ရာနိုင်ငံများသို့အများဆုံးပြန်လည်လွှဲပြောင်းပေးနိုင်ရေးအတွက်ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များကလိုအပ်တဲ့ကိုယ်ရေးအချက်အလက်များနဲ့မှတ်တမ်းများဆိုင်ရင်ကောက်ယူခြင်းလုပ်ငန်းများကိုဆောင်ရွက်ပေးလျက်ရှိကြောင်းသိရပါသည်။၂၀၂၅ခုနှစ်ဇန်နဝါရီ30ရက်မှနိုဝင်ဘာ29ရက်အထိမြန်မာနိုင်ငံအတွင်းသို့တရားမဝင်ရောက်လာသည့်ပြည်ပနိုင်ငံသားစုစုပေါင်း12,915ဦးထိန်းသိမ်းနိုင်ခဲ့ကြောင်းနှင့်၎င်းနိုင်ငံသားအလုံးကိုစစ်ဆေးပြီးစီးခဲ့ပြီး၎င်းတို့အနက်မှ 1029ကိုထိုင်းနိုင်ငံမှာတစ်ဆင့်သက်ဆိုင်ရာနိုင်ငံများသို့ဥပဒေလုံထုံးလုံနည်းများနဲ့အညီစနစ်တကျပြည်နှင်လွှဲပြောင်းပေးခဲ့ပြီးကျန်ရှိသည့်ပြည်ပနိုင်ငံသား2086ဦးကိုသက်ဆိုင်ရာနိုင်ငံများသို့လွှဲပြောင်းပေးရန်အသင့်ဖြစ်နေပြီဖြစ်ကြောင်းနဲ့၎င်းတို့ကိုကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားရှိကြောင်းသိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ထိုင်းနိုင်ငံဖိုဘရော့ခိုင်ဘက်ကိုမြန်မာနိုင်ငံဘက်ကနေတရားမဝင်ဝင်ရောက်လာတဲ့နိုင်ငံသား44ဦးဖမ်းဆီးခံရတဲ့ဆိုတဲ့တင်ကိုတက်ဆက်ပေးပါမယ်။ ထိုင်းနိုင်ငံဖိုးပရော့ခိုင်ဘက်ကမြန်မာနိုင်ငံဘက်ကနေတရားမဝင်ဝင်ရောက်လာတဲ့တရုတ်အီသီယိုးပီးယားနိုင်ဂျီးရီးယားနဲ့မလေးရှားနိုင်ငံသားစုစုပေါင်း44ဦးကိုထိုင်းအထူးစစ်စင်ရေးအဖွဲ့ကနိုဝင်ဘာလ29ရက်နေ့ကဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။ထိုင်းနိုင်ငံရာဂျာမနုအထူးစစ်စင်ရေးတပ်ဖွဲ့ဤတပ်မှုဘုံမှုကြီး Channel Gun Samsung ကအထူးစစ်စင်ရေးတပ်ဖွဲ့မှစစ်သားများအားထခရိုင်၊မဲဆောက်ခရိုင်၊မဟာဝံခရိုင်၊ဗန်ဝေမီမှထိုင်းမြန်မာနယ်စပ်တလျှောက်ကင်းလည်ရန်အမိန့်ပေးခဲ့ပါတယ်။ ကင်းလက်စင်အတွင်းထိုင်းနိုင်ငံသူတရားမှွင်ဝင်ရောက်လာတဲ့တန်တရားရှိသူ44ဦးကိုဖော်ထုတ်နိုင်ခဲ့ပါတယ်ထိုင်းနိုင်ငံရာဂျာမနိုအထူးစစ်စင်ရေးတပ်ဖွဲ့မှစစ်သားများဟာမြန်မာပတ်ချန်းရှိတိုင်ချန်အထူးစစ်ပွဲရေးဆောင်မှထိုင်းနိုင်ငံသူတရားမှွင်ဝင်ရောက်လာတဲ့နိုင်ငံသား44ဦးကိုဖမ်းဆီးစစ်ဆေးရာတရုတ်နိုင်ငံသားအမျိုးသား40ဦးအမျိုးသမီး2ဦးအီသီရိုးပီးယားနိုင်ငံသားအမျိုးသား2ဦးအီသီရိုးပီးယားနိုင်ငံသားအမျိုးသမီး2ဦးနိုင်ဂျီးရီးယားနိုင်ငံသားအမျိုးသား2ဦး မလေးရှားနိုင်ငံသားအမျိုးသားတအူတို့ဖြစ်ကြောင်းသိရပါရယ်ထိုင်းအထူးစစ်စင်ရေးအဖွဲ့ A ကနအူးစုံစမ်းစစ်ဆေးမှုများရ၎င်းတို့အားလုံးဟာထိုင်းနိုင်ငံဖုတ်ဖရခရိုင်ခြုံပုံးမြို့နယ်ဘန်ဟွိုင်းလန်ဤတစ်ဖက်ကမ်းရှိမြန်မာနိုင်ငံအထူးစစ်ဝိုင်းစုံမလာကြောင်းတွေ့ရှိခဲ့တယ်လို့ဒေတာတွင်ထိုင်းသတင်းနာရေးသားထားပါရယ်အဆိုပါရဲတပ်ဖွဲ့ဟာနောက်ထပ်တရားဥပဒေအရရေးယူရန်အတွက်ထပ်ပြီးနေမဲဆောက်ခရိုင်ရှိလူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့ထံနိုင်ငံသားများကိုလွှဲပြောင်းပေးအပ်ခဲ့ပါရယ် အနာပိုင်များဟာတရားမဝင်တဲ့ဆက်ဖြတ်ကျော်ဝင်ရောက်မှုမရှိစေရေးအတွက်ဂျားဖြတ်ဆောင်ကြည့်ပြီးအစီမံများကိုအားကောင်းစေရန်ဆက်လက်ဆောင်ရွက်ခဲ့ကြောင်းထိုင်းနိုင်ငံဘက်မှလာတဲ့သတင်းများအရသိရပါပါတယ်။နောက်ထပ်သတင်းပေါ်တွင်လည်းတရီလင်္ကာမှာရေပေးကြောင်းအရေးပေါ်အခြေအနေထုတ်ပြန်ကြေညာရဆိုတဲ့သတင်းကိုတက်ဆက်ပေးပါမယ်။တရီလင်္ကာနိုင်ငံမှာဆိုင်ကလုံးတစ်ဝါကြောင်းရေကြီးမှုတွေနဲ့မြေပြိုမှုတွေဖြစ်ပွားခဲ့ပြီးနိုဝင်ဘာလ29ရက်နေ့မှာအရေးပေါ်အခြေအနေထုတ်ပြန်ခဲ့ကနိုင်ငံတကာကအခုညတောင်းခံခဲ့ပါတယ်။ ရေကြီးမှုနဲ့မြေပြိုမှုများကြောင့်သေဆုံးသူ153ဦးရှိလာပြီးပျောက်ဆုံးသူ192ဦးရှိရလို့တဘာဝဘေးနယ်စီမံခန့်ခွဲစင်တာ DMC ကထုတ်ပြန်ထားပါတယ်။ပြင်းထန်ရသည့်ဥရုဖြစ်စဉ်ကြောင့်နေအိမ်2000ကျော်ပျက်စီးခဲ့ပြီးလူပေါင်း38000ခန့်အစိုးရကစီစဉ်ပေးထားတဲ့ကယ်ဆယ်စခန်းများမှာပျောက်ရွှေ့နေထိုင်ခဲ့ရတယ်လို့ DMC ကဆိုပါတယ်။ရေဘေးကြောင့်ယာယီပျောက်ရွှေ့နေထိုင်ခဲ့ရပြီးနောက်နောက်ထပ်လူဦးရေ9000-9800ခန့်အကူအညီလိုအပ်နေကြောင်း DMC ပြောရေးဆိုခွင့်ရှိသူ Pratico Tipili ကပြောပြခဲ့ ခဲ့ပါတယ်။တမရအနူရာကူမာရာဒစ်ဆနာရာကီဟာအရေးပေါ်အာဏာကိုပြဋ္ဌာန်းခဲ့ပြီးကျွန်းတဝင်းတစ်ပတ်ကြာမိုးသည်ထန်စွာရွာသွန်းမှုကြောင့်ဖြစ်ပေါ်လာတဲ့ပျက်စီးဆုံးရှုံးမှုများ၏နောက်ဆက်တွဲဆိုးကျိုးများကိုစီမံခန့်ခွဲရန်ကြေပြန်သောအခွင့်အာဏာကိုပေးအပ်ခဲ့ပါတယ်။တည်ဆုံးသူများတွင်နိုဝင်ဘာ29ရက်မွန်လယ်ပိုင်းကကရိုနီကာလာခရိုင်ရှိရေကြီးရေရှဲမှုဖြစ်ပွားခဲ့တဲ့တက်ကြီးရွယ်ကိုစောင့်ရှောက်ရေးကတခုမှနေထိုင်သူ၁၁ဦးလဲပါဝင်ကြောင်းရဲတပ်ဖွဲ့ကပြောပြခဲ့ပါတယ်။ ကစိန်းလုပ်ငန်းများတွင်ကုညင်ရဲ့အတွက်ကြီးတက်ရေတက်နှင့်လေတက်မှတက်ဖွဲ့ဝင်များကိုအရက်သားလုပ်သားများနှင့်စေတနာဝန်ထမ်းများနဲ့အတူဆေးလွတ်ထားပါသည်စစ်တပ်ကနိုဝင်ဘာ29ရက်မှာဘတ်စကားခရီးသည်69ခုကိုကယ်တင်ခဲ့ပြီး၎င်းတို့ထဲမှာအနူရဟာပူရခရိုင်မှာ24နှစ်ကြာတောင်တင်ပိတ်မိနေတဲ့ဂျာမန်ခီးသွားတအုပ်လက်ပါဝင်ဖြစ်ပါတယ်။ဆေးရုံမှာတက်ရောက်ကူတာနေတဲ့ခရီးသွားများမှတအုပ်ကရေတက်သားများဟာ၎င်းတို့ကိုခက်ခက်ခဲခဲစူးစမ်းကယ်တင်ခဲ့ပုံများအားပြန်ပြောင်းပြောပြခဲ့ပါတယ်။ ကျွန်တော်တို့ရန်ကန်ကောင်းပါတယ်ကျွန်တော်တို့ကကားခေါမိုးပေါ်တက်နေတော့အမျိုးသမီးသုံးဦးကရေထဲပြုတ်ကျသွားကြတဲ့ရေတက်သားတွေကခေါမိုးပေါ်အပြန်ရောက်အောင်ကူညီပေးခဲ့ပါတယ်နောက်တော့ရေတက်လေးတွေနဲ့ကဲတင်ပေးခဲ့ပါတယ်လို့ပြောပြခဲ့ပါတယ်ဘာတူလာခရိုင်အလဲပိုင်းရှိလမ်းများဟာအသုံးပြုမရတော့ဘဲရွာများစွာနဲ့လမ်းဘက်ဆက်သွယ်ရေးပြတ်တောက်နေပြီးကဲစိပစ္စည်းများမပို့ဆောင်နိုင်တော့ပါဘူးကျွန်တော်တို့ရွာမှာတည်တဲ့လူနှစ်ဦးရှိပါတယ်အခြားသူတွေကတော့ဖះเจ้าတို့ရေဘေးတန်ခံနိုင်တဲ့အဆောက်အုံတွေမှာခိုးလုံနေကြပါတယ်လို့ရှိပေးအစိုးဆုံးကြုံတွေ့နေတဲ့ mass panda ခရိုင် ဘာဂျူလာရွာမှဆာမန်ကူမာရာကပြောပြခဲ့ပါတယ်ကျွန်တော်တို့ရွာတွေကနေထွက်သွားလို့မရပါဘူးမြေပြိုတဲ့အတွက်လမ်းတွေအလုံးပိတ်နေလို့ဘယ်ကယ်ဆယ်ရေးမှရောက်မလာပါဘူးအစားအစာလည်းမရှိသလိုတောက်ရည်တွေလည်းပြက်ကုန်ပါတယ်လို့၎င်းက news center website ကိုဖုံးဖြစ်ပြောပြခဲ့ပါတယ်တက်တိုင်များပြိုကျပြီးရေတပ်ဆင်ဆက်ယုံများရေလွှမ်းမှုမှုကြောင့်နိုင်ငံ၏သုံးပုံတပုံခန့်ဟာလျှက်စစ်မီသို့မဟုတ်ရေပေးဝင်မှုပြတ်တောက်နေကြောင်းအရာရှိများကပြောကြားခဲ့ပါတယ်အင်တာနက်ဆက်သွယ်ရေးလည်းပြတ်တောက်နေတယ်လို့ဆိုပါတယ် cyclone dewa ဟာ နိုဝင်ဘာ29ရက်မှာတိရီလင်္ကာမှထွက်ခွာပြီးအိန္ဒိချင်းအိန္ဒိယသို့ဥတည်သွားရောက်နေပါတယ်။ဆိုင်ကလုန်းချင်းကလာမှုကြောင့်အိန္ဒိယ၏ခြံတိုင်းလေစိတ်တွင်လေကြောင်းခီးစဉ်54ခုကိုဖျက်သိမ်းခဲ့ပါတယ်။တိရီလင်္ကာဆိုရဟာနိုင်ငံတကာကူညီများတောင်းခံခဲ့ပြီးပြပရှိတိရီလင်္ကာနိုင်ငံသားများအနေနဲ့ထိခိုက်နစ်နာခဲ့ရသောလူမှုအတိုင်းအဝိုင်းများကိုထောက်ပံ့ရန်အတွက်ငွေသားလူတန်းမှုများပြုလုပ်ကြရန်တိုက်တွန်းခဲ့ပါတယ်။အိန္ဒိယနိုင်ငံဟာပထမဆုံးတုံ့ပြန်ခဲ့ပြီး ကယ်ဆယ်ရေးပစ္စည်းများတင်ဆောင်ထားသောလင်း20နဲ့တည်ယူပို့ဆောင်ရေးရဟတ်ယင်20အပြင်ကယ်ဆယ်ရေးအဖွဲ22ဖွဲ့ကိုဆင်လုခဲ့ပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ကွနလူဒီကလာရိုက်အခုထပ်ပိုကောင်းနိုင်သေးတယ်လို့အာဒီတာသုံးသက်တယ်ဆိုတဲ့သတင်းကိုတက်ဆက်ပေးပါမယ်။အာဆင်နယ်အသင်းကြီးပြအာဒီတာကကွနလူဒီကလာရိုက်အနေနဲ့အခုထပ်ပိုပြီးကောင်းနိုင်သေးတယ်လို့သုံးသက်ပြောကြားခဲ့ပါတယ်။ ဇယားထိတ်ဆုံးကအာဆင်နယ်အသင်းဟာယနေ့မှအဆင့်နှစ်နေရာကချဲစီးသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပြီးပြိုင်ဘက်ကွင်းလယ်လူအန်ဆိုဖာနန်ဒက်စ်ကိုင်စီတိုတို့နဲ့မရင်ဆိုင်ရခဲ့ပါ အာတီတာကအခုလိုချီကျူးခဲ့တာပါဒက်ကလန်ရိုက်အန်ဆိုဖာနန်ဒက်စ်နဲ့ကိုင်စီတိုတို့တဦးချင်းစီရဲ့ပြောင်းရွှေ့ကြီးတွေကကနန်းကိုလုံးရှိခဲ့ကစုစုပေါင်းပေါင်တန်း300ကျော်ရှိပြီးလက်ရှိပရီးမီးယားလိအကောင်ဆုံးကွင်းလူတွေဖြစ်သတ်မှတ်ခံထားရပါတယ်ပြီးခဲ့တဲ့12လတာကာလအတွင်းဒက်ကလန်ရိုက်ဟာ အာဆင်နယ်သင်းရဲ့အရေးပါသူတအုပ်ဖြစ်နေပေမဲ့အာဒီတာကအခုထပ်ပိုကောင်းလာနိုင်သေးတယ်လို့ဆိုကြတာပါ။တနှစ်သုံးပေါင်းနှစ်နှစ်အတွင်းဖြစ်နိုင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူကပိုလိုချင်တဲ့အသင်းကလည်းသူပိုကောင်းလာနိုင်တာသိပါတယ်။အသင်းမှာသူ့ရဲ့အခိုင်အကန့်ကကြီးထွားလာနေတယ်။အသင်းပေါ်သူ့ရဲ့တက်ရောက်မှုက ကြီးမားပါတယ်လို့အာဒီတာကပြောခဲ့ပါတယ်။ Declan Rice က2024-25ရာသီပရီးမီးယားလိအကောင်းဆုံးအသင်းအတွက် Chelsea ကွန်းလယ်လူကိုင်စီတိုကိုမဲပေးခဲ့တယ်လို့ဝန်ခံထားခဲ့ပါတယ်။ အလဘဲရတဲ့ညနေခင်းသတင်းစီစဉ်ကိုတက်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ကြည့်ရှုနားဆင်ပေးကြရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ရှိပါတယ်ခင်ဗျာ